ောက်မှတ်ထားတာပါအဲ့တော့အတိုင်းမသိဝမ်းသာပါလေသူတစ်စလုံးဆွန်းဒီကိုကသူ့လောက်နေကြနောက်ချက်ဖြစ်တယ်လေနောက်ချက်ဖြစ်လာတဲ့ကိုကသူသူ့လောက်တယ်မရမကပြတ်မဲ့ဆိုတဲ့အတိုင်းသူ ကျွန်တော်ကွန်ဆာသမသာအဲ့ဒါသူ့အတွက်ဘာမှအရေးမကြီးပါဘူးဒါကျွန်တော်ဂျမ်းမာရေးအတွက်စိတ်ပူတဲ့အနေနဲ့ပဲသူကပြောတာပါအဲ့တော့တို့တော့ဒါကျွန်တော်ရဲ့လူညံ့ညူမော်တော်မတွေရောကျွန်တော်ရဲ့ fan တွေပရိသတ်တွေရောအကုန်လုံးမိန်းမရောအမျိုးတွေရောအကုန်ပြောရတာပါအများပေါ်လူရည်နဲ့ပေါ့ကျွန်တော်ပဲမိသားကြီးပေါ်ကွန်မင်းသူရကျော်ရဲ့မွေးနေ့ပေါ့ အဲ့လေးကိုလာပြီးချိမြင့်ပေးတာပါအဲ့တော့ဒီနေ့မင်းသားကြီးကဘယ်လိုစားဆုံးခဲ့တာအဲမင်းသားကြီးနဲ့ဆုံးဖြတ်တာအဲ့တော့ကျွန်တော်ရဲ့လက်ဦးစရာလည်းဖြစ်ဦးလေးလိုလည်းဖြစ်နေတယ်တရားကုတ်တန်အောင်ကျော်ဟုတ်ပါဘောမြမသားကနေတင်ပြီးတော့ရိုက်ကူးတဲ့ပန်းပြိုသီးလက်ဆိုတဲ့ဇလန်းတွဲလေးမှာကိုနေမျိုးအောင်တို့ကိုကြည်ပြူအောင်တို့မသွန်းဆက်မက်ဘေဘီမောင်းမက်ခရစ်စီနာအောင်နဲ့စုံမိုးအတွက်ခေါ်ပေးတာခေါ်ပေးရင်းကနေမှာကိုမင်းသူရကျော်ကိုမင်းသားကြီးကတယောက်တော့ဇက်ဖို့ပါလာကိုမင်းသားကြီးတငယ်ချင်းတွေကအဲ့မှာကျွန်တော်နဲ့အစုံငန်းနေပါပြီးတော့ ဟိုစကားပြောပါများ तू ကငကိုတဲကလည်းအဖေတို့ရဲ့ဖန်လို့ပြောတယ်ဗျအကိုကဒီလောကရဲ့မြောက်ကင်းနေအဖေကအဲ့တော့အဲ့ तू အိုက်တော်ရဲ့သားဖြစ်တဲ့အတွက်ကျွန်တော်တို့နောင်တော်ကြီးရဲ့သားဆိုပြီး तू ကဦးလေးလို့အဖေလို့ပေါ့အဲ့လိုမျိုးထောက်လျှောက်ပေးတာဗျအဲ့ဒါနဲ့ပဲကျွန်တော်လည်းသူ့ကိုဟိုကျွန်တော်ကတခုတော့ရှိတယ်စိတ်ထဲကလုတ်ပြီးတော့မခေါ်တော့ဘူးဗျတကယ်စိတ်ထဲကပါမှခေါ်တတ်တယ်တကယ်စိတ်ထဲလည်းလည်းပါလို့သူ့ကိုအိုက်ကားမပြီးခင်နှစ်ပတ်လောက်အလိုမှာနှစ်ပတ်သုံးပတ်လောက်အလိုမှာအဖေလို့ခေါ်ပြတာဗျအဲ့အဲ့ဒါနဲ့ရေဘေးတွေအတူတူသွားကြပါကြဒီမှာဆိုင်မှာအတူတူလောက်ကြကြင်ကြကျွန်တော်သူ့ကို အရဟိုဘီယာဘူးလေးရသာကင်ပေးရေဘူးလေးရသာကင်ပေးအဲ့လိုမျိုးသပက်လေးရသချွေးတုပ်ပေးနဲ့အဲ့လိုဖြုတ်သွားတော့အလိုက်တီးရလည်းပါမောဘောတန်ရောစင်အချိန်လဲကြာတော့တန်ရောစင်တလားနှစ်လနီးပါဖြစ်သွားတန်ရောစင်နေလဲပို့ပြီးတော့အမှရင်းနှီးသွားကြတာပဲအဲ့လိုမျိုးအဲ့ဒီကဆက်ပြီးတော့ပဲဒါဒီနေ့ကြီးကိုဒီနေ့ကြီးကိုတာဝန်ယူရတာပါဟုတ်ပါဘူးအဲ့ကနေပြီးတော့သူဒီမင်းသားကြီးအန်တတိန်မန့်ဖွင့်ပွဲမှာကျွန်တော်ကိုတာဝန်ယူပါတယ်အကုန်လုံးအစစအရာကားတွေသူရိုက်တဲ့ကားတွေမှာနေရာလေးပေးပြီးတော့နိုင်တဲ့လောက်ကိုထည့်ရပြပါမယ်ဆိုပြီးတော့တောက်လျှောက်သူရိုက်တဲ့ကားတွေအခုချိန်ထိတကားမှမပါတဲ့ကားမရှိပါဘူးဗျာ ဟုတ်ပါပြီအဲ့တော့ဒါအခုသမီးလေးကဘာလို့အတက်ဘလောက်ရှိပါလဲပြောပြပါသမီးလေးကတနည်းနဲ့နှစ်လကျော်ပါပြီဗျဟုတ်ဟုတ်ကဲ့ဗျကျွန်တော်မွေးနေ့ကတော့အဲ့ဒီနေ့ကြမှာပဲ surprise ပေါ့ဗျတခုခုချပြပါမယ်ဟုတ်ကဲ့ဟုတ်ပါပြီဟုတ်ပါတယ်သူ့ရဲ့အဓိကဟိုဘောသူပြောနေကြစကားလေးရှိတယ်သူဒီသူဒီဒီဝါရေးအဆင်ပြေတဲ့ဘဝနဲ့လောကရေရောက်လာတဲ့အတွက်ဒီဝါရေးကိုအဆင်ပြေအောင်အရင်လုပ်ပြီးတော့သူအဆင်ပြေသွားတဲ့အချိန်မှာလူမြန်လောကရေပြောင်းဝင်လာတာဒီသူ့ရဲ့နောင်တော်တွေဖြစ်တဲ့လူချမ်းစပုတ်ဆက်ရန်အရင်ဟိုခေါင်းဆောင်မင်းသားကြီးမင်းသမီးမြိုက်ကြတဲ့လူတွေ နောက်ဇက်ဘုတ်တန်ရဲ့အကြီးတွေအကုန်လူလူရှင်တော်တွေကအစအလုတ်ကလေးလိုင်လိုင်လေးရအောင်လူညာကြီးလေးတုံးရအောင်ပြီးတော့လူညာသမားဆိုရလေဒီလူညာအလုံးလုံးမှစားဝင်အိပ်ပျော်တယ်လူညာလုံးမလုံးကရဖျားသလိုနားသလိုခေါင်းကိုက်သလိုလိုဘိုက်အောင်သလိုပြက်တက်တဲ့အတွက်အဲ့ဒါလေးတွေကိုပြေပြောင်းအောင်တက်နိုင်တဲ့ဘက်ကသူကဒရက်တာအပူညီပေးတာပါလို့ပြောပါတယ်အခုလဲလက်ရှိလဲလောက်ပါတယ်ဗျဒါတော့သူဒါထုံးတယ်မို့တော့တယ်သူကံလန်းတဲ့ကားလေးလည်းမရှိဘူးကြောင်ညာလေးလည်းမရှိဘူးခဏနားနေရတာပါဆက်သွယ်လေးပြန်ကြပါဟုတ်ကဲ့ဟုတ်ပါပြီကျွန်တော်ရသမလင်ခဏကြည့်ကြည့်တာအောက်ကုန်ပြီဗျာသမင်အရှေ့ကနေတိုးသွားပြီ အဲ့ဒါလေးရိုက်ခူးနေပါတယ်ပြီးတော့ဟောဘောဘုံကြီးထွက်ပြီးတရက်ရက်ပေါ့တောင်ညာလေးနှစ်ခုလောက်တော့ရိုက်ဖို့ရှိပါတယ်အဲ့ဒါတော့ surprise ပေါ့အဲ့လိုတော့မတင်သားပါဘူးတော့ငိုတဲ့ကဒီကလေးတော့ကိုအပြည့်ဝတောင်ကိုယူမယ်လို့ခံယူထားတော့အဲ့လိုမျိုးလေးရလို့မတင်ပါဘူးပုံမှန်ပါပဲဟုတ်ခုလဲရောင်းပါတယ်ဗျအဲ့ဒါလေးကကြတော့ကျွန်တော်ကျွန်တော်မကြီးပေါ့ဒီမိမပြည့်ပြည့်ရဲ့အမသူကနေပြီးတော့ကျွန်တော် အရင်လေးထောင်ပြောက်ကိုတည်းယူပြီးတော့အဲ့ဒါလေးကိုကျွန်တော်ပြန်ယူပြီးတော့ရောင်းလာပါနောက်ကျွန်တော်အဝတ်ထည်လေးရောင်းလာတယ်အဲ့ဒါကြတော့ရန်ကင်းကဝေသားအမိနဲ့အဲ့အမားနဲ့ပဲနှစ်ဖက်မြောက်ယူတာပေါ့အဲ့ဒီပတ်စံအဲ့ဒီအဲ့ကြီးရောင်းလာတယ်ခင်ဗျာ၃လ၃လနဲ့ဟောပေါ့၃လနဲ့၁၂ရက်ရှိပါပြီပြသွားတာဟုတ်ကဲ့အတိအကျမှတ်ထားတာပါဟုတ်ကဲ့အတိုင်းမသိဝမ်းသာပါလားသူတစ်နှလုံးသွင်းဒီကိုကသူ့လောက်နဲ့じゃနောက်ချက်ဖြစ်တယ်လေနောက်ချက်ဖြစ်လာတဲ့ကိုကသူ ။သူကြက်ကြော်သူကြက်ကြော်ဟမ်ဘာဂါသူဟမ်ဘာဂါတို့လိုက်ကြည့်ရဲ။မိမကကြတော့ငကိုတဲ့ကကျွန်တော်ရဲ့ဖြစ်တည်မှုတွေကိုဘာမှဝင်ရောက်သွားဖက်ခြင်းမရှိဘူး။ဒါမဲ့အများပြိဿန်အများပေါ့အများပြိဿန်တွေရောကျွန်တော်ရဲ့လူပညာကြီးကောင်မတွေရောပြောတဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်ကဦးစားပေးပြီးဖြတ်လိုက်တဲ့အတွက်သူကတော့ဝမ်းသာပါတယ်တဲ့။ဒီကကျွန်တော်ကွန်ဆာသမသာအဲ့ဒါသူတို့ဘာမှအရေးမကြီးပါဘူး။ဒါကျွန်တော်ဂျမ်းမာရေးအတွက်စိတ်ပူတဲ့အနေနဲ့ပဲသူကပြောတာပါ။အဲ့တော့ တို့တော့ဒါကျွန်တော်ရဲ့လူညာညူမော်ဒမတွေရောကျွန်တော်ရဲ့ fan တွေပြိသက်တွေရောအကုန်လုံးမိန်းမရောအမျိုးတွေရောအကုန်ပြောရတာပေါ့ဟုတ်ကဲ့မင်းသားကြီးဒီတဲမကလူညာလောကမှာအောင်မြင်မှုတွေရပြီးတော့တက်ကြွရာကြောရှေ့ပြီးတော့ချဲ့ရတဲ့မိသားစုတွေနဲ့နောက်မင်းသားကြီးဆိုင်ကနေဆိုင်နေအကုန်လုံးကလူညာလုပ်နေတဲ့မင်းသားကြီးတွေတေဥဆောင်တေဥဆောင်နေရာရောပို့ပို့ပို့ပြီးတော့ဒီတဲအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်